အနေနဲ့ပေါ့တောတာပဲဖြစ်ဖြစ်ကိုပြောတာလားဟုတ်ပါဘူးတောတာပဲဖြစ်ဖြစ်ကဘူးတောတာပဲဖြစ်သွားပြီဆိုလို့ရှိရင်တော့ယတနာ၃ပါးပေါ်မှာရှင်းချက်မရှိလုံးဝယုံကြည်သွားတယ်နော်ဘုရားတရားတန်ခါနဲ့ပတ်သက်လာရင်အတ္တတာအသေးခံမဲ့လုံးဝဘာသာမပြောင်းတော့ဘူးနောက်၅ပါးသီလနဲ့ပတ်သက်လာပြီဆိုလို့ရှိရင်လွန်ကျူးလိုတဲ့စိတ်ကမဖြစ်တော့တာဟမ်သူကခိုးလို့တဲ့စိတ်တက်လို့တဲ့စိတ်တကူးတကာကြီးအောင့်အီးပြီးထဲရတာပေါ့ငါတော့တမန်မှုလို့ငါရက်မတော့ဘူးကွာဆိုတော့မျိုးမဟုတ်ပဲနဲ့တောက်ချင်စိတ်ကိုမရှိတော့တာနော်ဟို ချို့ကလေအရက်ကတောက်ချင်နေသေးတယ်ငါတော့တာပဲဂုံပြတ်သွားမှာဆိုလို့ဆိုထိနေရတာယူတယ်ချင်းကိုရိုက်လိုက်ချင်တယ်ဟာငါတော့တာပဲဖြစ်နေလို့နော်ဘုံသေတော့မှဒီကောင်ဟဲ့လားလားအဲ့လိုမျိုးမဟုတ်ဘူးနော်ဟိုတော့တာပဲဖြစ်လို့အရက်မတော့တာမဟုတ်ဘဲနဲ့ဟုတ်လားလားဟိုအရက်တောက်ချင်တဲ့စိတ်ယူချိရတဲ့တာတော့တာပဲဖြစ်လို့မတော့တာမဟုတ်ဘဲနဲ့သူကစိတ်ကိုမရှိတော့တာနော်ဒီအရက်တောက်ချင်စိတ်လည်းမရှိတော့ခိုးတို့တဲ့စိတ်လည်းမရှိတော့တက်လို့တဲ့စိတ်လည်းမဖြစ်တော့တာသူ့မှာနော်အဲ့လိုစိတ်ကိုမဖြစ်တော့တာအဲ့တော့တော့တာပဲရဲ့သဘောတရားကဒီငါးပါးတိလနဲ့ပတ်သက်တဲ့လှုပ်ရှင်တဲ့စိတ်တွေမရှိတော့ဘူး နော်အဲ့တော့နောက်တစ်ခုကသူ့ကိုယ်သူသိနိုင်တဲ့တရားကတော့ဘာလဲဆိုတော့သောတာပန်ဖြစ်တဲ့ပုဂ္ဂိုလ်ဒီရေပုံရအဖြစ်ပေါ်လိတာကလည်းဟိုအပိဓမ္မာသင်္ခွင့်တဲ့ပုဂ္ဂိုလ်နည်းနည်းသိမယ်မေကဝိသီကြတယ်လေသူကဘဝင်္ဂသရဏဘဝင်ကုပ္ပိစေတာမရောဒရာဝိဇံနောက်ပရိကံဥပ္ပဇာနုလုံခေါ်ကြရဘူးသောတာပတိမတ်တစ်ချိန်သောတာပတိဘုံနှစ်ချိန်ပေါ့နော်ပြီးဘဝင်ကြတယ်သောတာပတိမေကဝိသီသူ့နောက်မှာဘာဖြစ်လဲပိစ္ဆဝခဏဝိသီဆိုတာထက်လာတာပိစ္ဆဝခဏဝိသီဆိုတာကသူကြားခဲ့တဲ့မက်ကိုပြန်ဆင်ချင်တာသူက ကိုရခဲ့တဲ့တောတပတိမက်ကိုဆင်ခြင်တယ်တောတပတိဖို့ကိုဆင်ခြင်တယ်နောက်တကနိဗ္ဗာန်ကိုသူဆင်ခြင်တယ်နောက်တကသူပယ်ခဲ့တဲ့ကိလေသာဒိဋ္ဌိတို့ဝိသေကိစ္စတို့ကိုသူဆင်ခြင်တယ်အဲ့တော့ဒီလိုမျိုးပစ္စဝကနာဝီထီဖြစ်တဲ့အတွက်ကြောင့်သူ့ကိုယ်သူတောတပတိသူသိတယ် ဟုတ်လားပစ္စဝကနာဝီတိဖြစ်တာဆိုတော့သူ့မက်ကိုသူဆင်ချင်တာလေအဲကြောင့်သူ့မက်ကိုသူဆင်ချင်တာဖြစ်တဲ့ကြောင့်သူ့ပယ်ထားတဲ့ကိရိတာကိုသူဆင်ချင်တာဖြစ်တဲ့ကြောင့်သူ့ကိုသူတို့တာမှန်သူသိတယ်ဒါရေမွန်ရနီးပေါ့နော်တချို့မသိတဲ့ပုဂ္ဂိုလ်လည်းရှင်းချက်တော့နည်းနည်းပါးပါးတော့ရှိတယ်နောက်ပြီးကြတဲ့နောက်လောက်ကလည်းဦးစင်း post တစ်ခုတင်လိုက်ပါလားအရိယာပုဂ္ဂိုလ်တွေသူ့ကိုသူမသိတာလည်းရှင်းချက်နည်းနည်းပါးပါးတော့ရှိတယ်ရေမွန်ရအဖြစ်တော့အဲ့လိုပစ္စဝကနာဝီတိဖြစ်တဲ့ကြောင့်သူ့ကိုသူတို့သိကြတာများပါတယ်နော် ှင်ဘုရားဟောလေတပည့်တော်သိချင်တာပေါ့နော်ဟိုဆန်လည်းမပယ်ဘူးယောဂီလည်းမဝတ်ဘူးတီလာရှင်လည်းမဝတ်ပဲနဲ့ဒီလိုမျိုးလူဝိကြောင်နဲ့ပဲတရားကျင့်မယ်ဆိုရင်အမျိုးသမီးအနေနဲ့ရောရဟန္တာအထိဖြစ်နိုင်ပါသလားဘုရားဒါမှမဟုတ်လို့ရှင်ဘယ်လိုမျိုးဖြစ်နိုင်ပါသလဲဘုရားဖြစ်နေတာပေါ့သူပါရမီပါရင်ပေါ့နော်သူမှယဟန္တာဖြစ်လောက်အောင်ပါရမီပါတယ်သူတရားလည်းတကယ်ကြိုးစားအားထုတ်တယ်ဆိုရင်မြို့သမီးဘဝနဲ့ယဟန္တာဖြစ်နိုင်ပါတယ် ရဟန္တာဖြစ်နိုင်တယ်ဆိုလို့ရှိရင်သူဒီရဟန္တာဖြစ်သွားပြီဆိုရင်လူ့ကြောင်မှာမသူမနေတော့ဘူး။သူတော်စင်အဖြစ်ကိုအဝေစားတရားစာသူပြောင်းလဲလိမ့်မယ်။ဟုတ်တော့အရိယာဖြစ်ရဟန္တာဖြစ်သွားတဲ့ပုဂ္ဂိုလ်ရဲ့ခန္ဓာကိုယ်မှာလူဝိနဲ့ကမလိုက်ဖက်ဘူးလေမသိမ့်တော့ဘူး။ဒါကြောင့်သူသူတော်စင်အဝတ်ကိုပြောင်းလဲလိမ့်မယ်ပေါ့နော်။အင်း။ဒီမှာဗျာ Facebook Live မှာမိကုန်ဖြစ်ပါရဲ့ဗျာ။ လူပုဂ္ဂိုလ်များလူပဝါမှာပိုင်ဆိုင်ခဲ့တဲ့ဗုဒ္ဓသာသနာရေးဆိုင်ရာဘာသာရေးဆိုင်ရာစာအုပ်စာပေတွေကိုရဟန်းဘဝခံယူတဲ့အချိန်မှာကိုယ်ပိုင်အဖြစ်ယူဆောင်သွားပြီးအသုံးပြုခွင့်ရှိပါသလားဖေဟာလို့မေးထားပါတယ်ခင်ဗျာอืมจ้ะบาระตัวลูกบัวก็ปิสิเลยสุมันกูปิสิดิเว้ยเลยเออกูอัสัตแต่ปิสิเลยสุอกงเนี่ยตั้วรู้ยาเลยชุยดึงงวยนี่တော့ไม่อยากอูปะเนาะเอออ่ะดกาเดียวก็เลยอุเซนอ่ะไม่เลยใช่มั้ยฮะ ဟိုလူ့ဘဝမှာ percent တွေ percent တွေချာပြီးတော့ဗောနော်ဟိုအကြောင်းတွေပါတွေတခါလဲစောက်ထားမယ်သူကကိုဖုန်းကြီးမွေးခင်တောင်းစောက်မယ်ချမ်းဝယ်မယ်အကုန်လှုပ်ထားမယ်လိုတဲ့ PC တွေအကုန်လုံးလူ့ဘဝကလေးအပြည့်စုံစီမံထားမယ်ပိုတဲ့ percent တွေဘာမှအမှန်ရှင်းပြရမလားဗောသူကမေးတယ်ဆိုတော့ အကုန်လုံးရပါတယ်ဒါပေမဲ့ဘမန်ငွေအပ်တဲ့ကိစ္စကြတော့သူကနည်းနည်းလေးရှုပ်ထွေးပါတယ်နော်အဲ့တော့ရဟန်းမွေးခင်လူဘွားကလေးကအကုန်လုံးဘုန်းကြီးဘွားအတွက်အသုံးဆောင်ပစ္စည်းတွေအကုန်လုံး ready အကုန်စီစဉ်ထားတယ်အကုန်လုံးဒါတွေအဆက်တယ်နော်လူဘွားတွေကခြာခဲ့တဲ့ခုနကစာအုပ်တွေပါလေအကုန်လုံးတည်သွားလို့ရရဟန်းဘွားကိုအဲ့တော့ငွေကိစ္စကြတော့သူကမွေးခင်မှာကပ္ပိယနဲ့စီစဉ်ရမှာလာကလေကပ္ပိယကိုသူကပ္ပိယလုံးမဲ့ပုံကိုလူဘွားကလေးကတခါတည်းအဲ့အမှာ တမယောမသိတရား Amazon ကပ်ပြရအောင်ပြောပါမှာဒါငါပတ်စံသိတရားနော်ငါရဟန်းဖြစ်တဲ့ငါကပ်ပြရမင်းချောက်ဒါတင်ပြရမှာမမသွားနေပါဟုတ်လားယုံကြည်ရတဲ့ကိုယ့်ရဲ့သားသမီးမြင်းမြစ်ပေါ့နော်သားသမီးမြင်းမြစ်ကိုအဲ့မှာပေါ့ဟုတ်လားတခြားပုဂ္ဂိုလ်တရားသွားရင်မှသွားမှာမတတ်နိုင်အဲ့တော့ယုံကြည်ရမယ့်ပုဂ္ဂိုလ်တရားကိုရောဒါငါပတ်စံသိတရားမင်းငါရဟန်းဝင်လို့ရှိရင်ငါမင်းအဲ့ဒါကပ်ပြရစီစီပေးပါပေါ့နော်ပြောခဲ့တခါလည်းမှားထားခဲ့အဲ့တော့ရဟန်းဝတ်တဲ့ခါမှာသူကကိုယ့်အဲ့ဆက်6ထားမယ်ဆိုရင်အဲ့ဒါရတယ် နော်အရန်ဝတ်တဲ့ခါမှာဟဲ့ကောင်ငါပတ်စံတဲ့ညာ၆အုံးလေးကွာတော့မရဘူးပေါ့နော်မင်းငါအပ်ထားတဲ့ဥစ္စာငါ့ကိုလှူကွာဟဲ့လို့တော့ပြောလို့တော့မရတော့ဘာတော့ငွေကိုရဟန်းတရားစီမံလို့မရဘူးလေစီမံလို့မရတဲ့ကြောင်မ၆တောင်၆အုံးလေးပြောလို့မရအောင်အဲကြောင့်လူပွားကြတဲ့တခါတည်းအပြီးပြောထားခဲ့ပေါ့နော်သူတို့အဲ့ဆိုရှင်ဗျာယဟန်နေကဟောအာကိုစီမံထားတဲ့ခြံပါပဲကို ဒီဝတ်ပြီးတော့နေနေရောရတာရတာပေါ့ကိုယ့်ဘာကိုခြံကပ်ပြီးလိုက်တယ်ကိုယ့်ဘာကိုကြောက်ဆောက်ထားတယ်အဲ့မှာရဟုတ်ပြီးတော့သွားနေရတာပဲလေဩရတာနောက်ပိုင်းမှာចောင်းစင်းပေါအောင်တော့လောက်အောင်ပါလေဒါတော့နော်ចောင်းစင်းပေါအောင်တော့ဒါမြန်မာနိုင်ငံဥပဒေအရပြောတာလေမြန်မာနိုင်ငံလက်ရှိတည်ဆဲဥပဒေအရကចောင်းစင်းပေါမှာဟွာဆိုစင်းကြီးတွေပါတယ်ပေါအောင်ပါဘို့နော်